ယူနိုက်တက်ကအသိကြီးနေဆိုလို့ရှိရင် Emery လက်အောက်မှာတကယ်ခြေစွမ်းကောင်းနေကိုကျွန်မြင်ရလေရှိပြီးတော့ဒီဘာလို့ကျွန်တော်အသိလက်တွေအသိငယ်တွေမစ်တေဘယ်ကလပ်တွေเนาะအသိငယ်တွေကျွန်တော်တွေ့တဲ့အခါကြလို့ရှိရင်เนาะခြေစွမ်းပြဖို့အတွက်လည်းတော်တော်လေးခက်ခဲတာမျိုးတွေမြင်ရတယ်။ဒါပြေတော့ဒီပွဲတစ်ပွဲကိုနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးခက်ခဲတာမြင်ရတယ်။ဒါတွေကဘာကြောင့်ဖြစ်မလဲဆိုပြီးတော့မေးခဲ့တာဖြစ်ပါတယ်။ ားလုံးတွေကပါဒါဒီနေ့မှ YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ press conference day ပါဆိုတော့ Ruby Amring ကလေဘာဘူးနဲ့ပွဲအတွက် press conference လုပ်ထားပါတယ်ဆိုတော့ဒီ press မှာသူပြောသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဆိုတော့တချို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေလောက်ပဲကျွန်တော်ဆွေးနွေးကြမှာပါဆိုတော့ press conference အကုန်လုံးပြောမယ်ဆိုလို့ရှင်တော့လူရာတွေရောမလူရာတွေရောနော်ဒါကြီးတဲ့ကျွန်တော်ပါလာမှာဆိုတော့အရေးရှိတော့မှာဆိုလို့ ဆိုတော့ဒီ press မှာဆိုလို့ရှိရင်ကျွန်တော်ဒီအချင်းချင်းပြောရမယ်ဆိုလို့ရှိရင် press မှာသူပြောသွားတဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်ဒီ sergeant ragliff 2ကပြီးတဲ့ international break မှာသူ့ကိုကျွန်တော်တို့ အဲဒီ support လုပ်ခဲ့တဲ့ကိစ္စညာပတ်သက်ပြီးတော့အဲဒီဘလောက်ထိကျွန်တော်တို့ဒီပေါ့နော်အဲဒီ assembly အကြောင်းဘလောက်ထိကျွန်တော်တို့ဒီဒီလိုမျိုးကျွန်တော်တို့ဒီ surgery relief လိုမျိုးကို owner တယောက်ကသူ့ကိုကျွန်တော်တို့ဒီပေါ့နော်ဒီလိုမျိုးထောက်ခံထားစေဆိုတဲ့အကြောင်းအရာမျိုးတွေကိုကြားရတယ်ဆိုတာကဒီပေါ့နော်နေပြတခုတည်းကဘလောက်ထိကောင်းကြောင်းဆိုတာမျိုးသူပြောထားတယ်ဒါအပြင်ဒီ surgery မမဟုတ်ဘူး Jason Wade Cost to Omar Brother တို့ကိုယ်တိုင်ကလည်းပဲသူ့ကိုကျွန်တော်တို့ထောက်ခံနေစေဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေသူပြောထားတယ် ဒါပြင်ကျွန်တော်တို့ဒီ lemon stain ပတ်သက်ပြီးလည်းသူပြောသွားတာလေးကျွန်တော်ရှိတယ်။ဒီနေရာမှာကျွန်တော်တို့ဒီပေါ့နော်ဒီကိုသမားတဦးတို့ journalist ကမေးတာကတော့ကျွန်တော်ဒီ MV လိုမျိုးပေါ့နော် MV လိုမျိုးကျွန်တော်တို့ကိုယ်မှာ lemon အတွက်ကျွန်တော်တို့ဒီအဆင်ပြေမလား lemon ပွဲထွက်လာနိုင်သလားဒါမျိုးတွေနဲ့ပတ်သက်ပြီးသူမေးရခါမှာ MS ကတော့တရားပေါပွဲထွက်ပါမယ်လို့တော့ကျွန်တော်ပြောသွားမျိုးမရှိပေမဲ့ဒီဘလန်ဒီကလိုကျွန်တော်တို့ဒီ talent ဖြစ်တဲ့လူငယ်ကိုသမားတဦးတို့ပထမဦးဆုံး impression ပေါ့နော် first impression ဖြစ်တဲ့စာနာနဲ့ပွဲ လင်းရှိရတယ်ဒူစီဆိုတဲ့အခြေအနေမျိုးကဘလောက်ကောင်းကြောင်းဆိုတာမျိုးတူချီးကျူးထားရရှိတယ်ဆိုတော့ lemon နဲ့ပတ်သက်ပြီးတော့သူတော်တော်လေးချီးကျူးသွားတယ်ပေါ့နော်ဆိုတော့ဒီ liverpool နဲ့ပွဲမှာသူပါပါမယ်ဆိုပြီးတော့တရားပေါ်ပြောသွားမျိုးတော့မရှိပေမဲ့ကျွန်တော်ကဟို lemon spray တရားပေါ်ပွဲထွက်လာလိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်ဒါအပြင်ကျွန်တော် academy နဲ့ပတ်သက်ပြီးသူပြောသွားရုံရှိတယ်ပြီးတော့ကျွန်တော်ဒီ liverpool နဲ့ united ရဲ့ဂျားမှာရှိတဲ့ကျွန်တော်ဒီတမိုင်းကြောင်းပေါ့လေဒီတမိုင်းကြောင်းမှာဆိုလို့ရှိရင်ဘလောက်ထိကျွန်တော်ကြီးကျယ်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေပြီးတော့ကျွန်တော်ဒီ အဲဒီဘာနာမနေ့ကဆိုလို့ရှိရင်တပါဘူးကကျွန်တော်အဆင့်တင်းနဲ့ပြီးပြီ United ကကျွန်တော်ဒီအဆင့်15နဲ့ရာသီတိန်းနေဆိုရဲအရာပေါ်မှာသူရဲ့ကျွန်တော်တို့ဒီဘာနာအမြင်အရာဆိုလို့ရှိရင်သူပြောခဲ့တဲ့အထဲမှာဆိုလို့ရှိရင်အဲဒီဘယ်လိုပြောရမလဲဟိုးရင်တွေတော့ဆိုလို့ရှိရင် Manchester United ကအဲကျွန်တော်ဒီဘာနာပွဲတောက်ရှောင်းနိုင်ပြီးတော့ Liverpool ကကျွန်တော်တို့ဒီတိုင်ပတ်နေတဲ့အခြေအနေမျိုး ရှိတာဖြစ်တယ်လို့အခုလက်ရှိချင်းချင်းမှာကလေးလိုပါဘူးကကျွန်တော်ပွဲလေးနိုင်ပြီးတော့ United ကတိုင်ပတ်နေတဲ့အခြေအနေပုံစံမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေကိုဖြောင်းမြန်လှန်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော်ကျွန်တော်တို့ဒီပွဲတွေကိုတောက်လျှောက်နိုင်အောင်ကစားပြီးတော့ကိုယ့်ရဲ့အသင်းရဲ့ကျွန်တော်ဒီကစားပုံတစ်ခုကိုခိုင်မာအောင်တိဆောက်ပြီးတော့အဲကျွန်တော်ဒီပေါ့နော် ဟိုအနာဂတ်မှာလီဗာပူးလက်ရှိကျွန်တော်ကစားနေတဲ့ level မျိုး level 2မျိုးကိုကျွန်တော်ရှောင်းလာဖို့အတွက်အဲစူးစမ်းသွားရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကဘယ်လောက်ကြာမလဲဆိုတာဟိုတော့မပြောနိုင်သေးဘူးဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဆိုတော့ဒီအရတော့ကျွန်တော်တို့ဒီပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီပေါ့နော် stable ဖြစ်တဲ့အသင်းတသင်းဖြစ်ဖို့အတွက်ကျွန်တော်တို့အခုလက်ရှိကျွန်တော်စူးစမ်းနေတဲ့ Emerald ဒီဆောက်နေတဲ့အချက်ကလည်း ဒါပဲပေါ့နော်ဆိုတော့ဒါအပြင်ကျွန်တော်တို့ဒီအဲဒီ Sergeant Redcliffe တို့ပြလို့ရှိရင် Omar Brother တို့ Jason Walkers တို့ရဲ့ကျွန်တော်တို့ဒီပေါ့နော်ပန်းနိုင်ကလည်းဒီလိုမျိုးကျွန်တော်တို့ဒီအဲဒီ stable ဖြစ်တဲ့အသင်းတစ်သင်းပေါ့နော်ဟို level rank တစ်ခုကျွန်တော်တို့ရှိတဲ့ဘယ်အသင်းကြီးကိုမဆိုကျွန်တော်တို့ဒီအဲဒီ level rank တစ်ခုကျွန်တော်တို့ကစားနိုင်တယ်ပြလို့ရှိရင်ဥရောပဝင်ငွေဆိုတာကသမင်းစားရေတောက်ဆိုတဲ့ပုံစံမျိုးကိုပြင်ရောက်ဖို့ကဒီလက်ရှိကျွန်တော်တို့အဲဒီဘာနာညပြလေးပြလို့ရှိရင်ကျွန်တော်တို့ဒီပိုင်ရှင်လေး နော်ဒါရိုက်တာတွေအကုန်လုံးကျွန်တော်ကြိုးမန်းနေတဲ့ mission တစ်ခုပဲပေါ့နော်ဆိုတော့အဲဒီလိုပုံစံမျိုးဖြစ်တဲ့အကြောင်းမလို့ဟိုကျွန်တော်တို့မကြခင်မှာတော့အနာဂတ်မှာတော့ developer level ပဲမျိုးကြောင့်ကစားတွားနိုင်ဖို့ကျွန်တော်ရှိတယ်ပေါ့နော်ဒါပေမဲ့ဘလောက်ကြာမလဲဆိုတော့သူမသိဘူးဆိုပြီးကျွန်တော်ပြောထားပါဗျဆိုတော့ထိတ်ပြီးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တော့မဟုတ်ဘူးဒါကကျွန်တော်တို့ဒီ developer level မျိုးရောက်ဖို့ဆိုတာဗျာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ချိန်တစ်ခုတော့ကျွန်တော်ပေးရမှာပေါ့နော် maybe ကျွန်တော်ဒီတနေ့နေ့လောက်တော့ကျွန်တော်ထပ်ပြီးတော့ပြရအောင်မယ်အချိန်မျိုးပါဘာလို့ဆိုတော့ကျွန်တော်နေချင်းညာချင်း အဲကျွန်တော်ဖြစ်သွားမှာမဟုတ်ဘူးလက်ရှိကျွန်တော်ဒီကစားသမားတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော် squad ကပြောမယ်ဆိုလို့ရှိရင်တဘာဘူး Arsenal တိုက်တဲ့အတွက်ကျွန်တော်ကြည့်လဲ squad ပတ်ကျွန်တော်အားနေသေးတယ်အားနေသေးတယ်ကျွန်တော် quality player နေသေးတယ်ပေါ့နော်လက်ရှိကျွန်တော်ဒီစာမားမှာဆိုလို့ရှိရင်ကျွန်တော်ဒီတိုက်စစ်နဲ့ပတ်သက်ပြီးတော့ပြင်နိုင်ခဲ့တယ်အဲဒီစစ်မှာဆိုလို့ရှိရင်တကယ် quality player တွေကျွန်တော်ရောက်လာပြီဒါပေမဲ့ကျွန်တော်ဒီကျွန်တော်မအားနေနေရဲ့ အဲဒီပေါ့နော်ကျွန်တော်တို့ဒီအချင်းအရာတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီ win back တွေကိုကြည့်မလား꽌လယ်ကိုကြည့်မလားပြီးရင်ခံစစ်ကိုကြည့်မလားကျွန်တော်တို့ဒီတကယ် stable ဖြစ်ပါလေတကယ်အားကိုးရပါလေဆိုရဲအဲကစားသမားကျွန်တော်လက်ညိုးထိုးပြစေရတိတ်ပြီးတော့မြင်ရသဘာမရှိဘူးဒါပေမဲ့တမရသိနေအလုံးမဟုတ်ဘူးကျွန်တော်တိုက်စစ်ဆိုလည်းတကယ်ကျွန်တော်အဆုလိုက်အပြုံလိုက်အဖွဲလိုက်ကျွန်တော်ရှိတယ်နော်꽌လယ်ဆိုလည်းအင်းနဲ့အားနဲ့ရှိတယ်ခံစစ်ဆိုလည်းလုံးဝမမချာချာနော်တကယ်ကျွန်တော်တို့ဒီ stand out player တွေအများကြီးရှိတယ်ဆိုတော့ဒီလိုပုံစံမျိုး ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟိုဘောနော်ကျွန်တော်တို့ဒီ recruitment နေလဲကျွန်တော်တို့အများကြီးကျွန်တော်လုပ်ရအောင်မယ်ပြီးတော့ကျွန်တော်တို့ဒီအသင်းကဒီဘောနော်ကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်ထားပါတော့ amrin ချမှတ်ထားတဲ့ system အတိုင်းကိုပဲကျွန်တော်တို့ဒီဘောနော်ဝင်အောင်ကစားနိုင်မှုတော့တော်တော်လေးကျွန်တော်ခက်ခဲနေတော့မယ်ဆိုတော့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီ united က level တစ်ခုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ system တစ်ခုပေါ်မှာအသားကျနေတဲ့အသင်းတစ်သင်းဖြစ်ဖို့ ကတော့ကျွန်တော်တော်တော်လေးချိန်ယူအောင်မယ့်အစီအစဉ်မျိုးပါ maybe ကျွန်တော်တနည်းနည်းတော့ကျွန်တော်ဖြစ်ဖြစ်လည်းခင်မှာပါဗျာဆိုတော့အချိန်တိုတွင်းဖြစ်သွားရင်တော့ပရိသတ်တွေတော့ကတော့အကောင်းဆုံးပေါ့ဒါပေမဲ့ဒါမျိုးကကျွန်တော်အချိန်တိုတွင်းဖြစ်လိမ့်ဖြစ်တာမရှိပါဘူးဗျာဒါသွားဖြစ်ရတော့ချိန်တစ်ခုအတိုင်းအတာတစ်ခုပေးပြီးတော့ဒီဆောက်ရတဲ့အချိန်မျိုးဖြစ်ပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်တို့ဒီပါနော်ဒီသူပြောသားတဲ့ထဲမှာဆိုလို့ရှိရင်ဒီပါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကပါလဲဆိုတော့ဒီပါနော်ကျွန်တော် journalist ကမေးလာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပါနော်ဒီ United ကအသိန်းကြီးနေဆိုလို့ရှိရင် Emery လက်အောင်မှာ တကယ်ချီစွမ်းကောင်းနေကိုကျွန်တော်မြင်ရလေရှိပြီးတော့ဒီဘာလို့ကျွန်တော်အသင်းလက်တွေအသင်းငယ်တွေမစ်တီဘယ်ကလပ်တွေနော်အသင်းငယ်တွေနဲ့ကျွန်တော်တွေ့တဲ့အခါကြလို့ရှိရင်နော်ချီစွမ်းပြဖို့အတွက်လည်းတော်တော်လေးခက်ခဲတာမျိုးတွေမြင်ရတယ်ဒါပြီးတော့ဒီပွဲတစ်ပွဲကိုနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးခက်ခဲအောင်မြင်ရတယ်ဒါတွေကဘာကြောင့်ဖြစ်မလဲဆိုပြီးတော့မေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အမရင်ကသူပြောတဲ့အထင်မှာဆိုလို့ရှိရင်နော်အဲကျွန်တော်ဒီဘယ်နော် ဘယ်မှာလို့သူပြောတာကတော့ပရိသတ်တွေကိုသူပြောတာပေါ့နော်ဆိုတော့ပရိသတ်တွေရဲ့အမြင်အရာကြောကြည့်မယ်ဆိုလို့ရှိရင်အဲဒီပေါ့နော်သူပြောတဲ့အထက်မှာဆိုလို့ရှိရင်ပရိသတ်တွေရဲ့အမြင်အရာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က အဲဒီပေါ့နော်အသိငယ်တို့တော့သူမပြောဘူးအသိငယ်တို့တော့သူပြောလို့မရအောင်ပေါ့နော်ဘာလို့တော့အသိသေးလေးတွေဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကျွန်တော်တို့ပဲတုံးတာဟုတ်ဒီပြနေက press မှာပြောလို့ရှိရင်အသိသေးလေးတွေဆိုပြီးတော့ပြောတဲ့ခါကြလို့ရှိရင်ပြန်မဲ့ club ကိုကျွန်တော်တို့ diverse permission ရကြတာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးပြောတာထက်ဒီပေါ့နော်အပရိသတ်တွေကကျွန်တော်တို့ဒီပေါ့နော်နိုင်မယ်လို့လုံးဝမျှော်လင့်ထားတဲ့ပွဲမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကစားသမားတွေမှာ pressure တခုကြောင့်ရှိတယ်ဒီပွဲကိုနိုင်မဖြစ်မင်းဆိုတဲ့ pressure တခုရှိတယ်တော့ဒီတဲ့ကြောင့်လို့တို့ကစားတဲ့အခါမှာ performance ကကျွန်တော်တို့ထင်သလောက်မထွက်တဲ့အခြေအနေမျိုးတွေခဏတိုင်းကြောင့်မြင်ရတယ်ပေါ့နော်အဲဒါပေမဲ့ပေါ့နော်ဒါပေမဲ့ပရိသတ်တွေကကျွန်တော်ဒီဒီပွဲကိုနိုင်ဖို့အတွက်အာတိတ်ပြီးတော့ရာခိုင်နှုန်းမရှိဘူးဥပမာကျွန်တော်လို့ပေါ့နော်ကျွန်တော်လို့မျိုးဥပမာခု Liverpool နဲ့ပွဲဆိုလို့ရှိရင်အာငါတို့ဒီလောက်ရရင်ကိုဂျင်းတ်ပြီးကွာဆိုတဲ့ပုံစံမျိုးတော့နိုင်ဖို့ရမဖြစ်နိုင်ဘူးလေငါတို့ဒီလောက်ရရင်တော့ဂျင်းတ်ပြီးဆိုတဲ့ပုံစံမျိုး ရှုံးမောရဘူးမှမညော်လဲဘောနော်ကိုတင်းဟိုတော့အနည်းဆုံးကျွန်တော်ဒီဘောနော်ကိုမနိုင်နိုင်တဲ့အသေးမျိုးဆိုလို့ရှိရင်တီလောက်ကိုကျွန်တော်တို့အဲမျော်လင့်ကြတယ်ဂျင်းနဲ့ကြတယ်ဆိုရယ်ပုံစံမျိုးဘောနော်အဲ့လိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်တော့ကစားသမားတွေကကစားရတာပို့ပြီးတော့ကျွန်တော်လွတ်လပ်ပြီးတော့ပို့ပြီးတော့ကျွန်တော် performance ကောင်းနေကိုမြင်ရလေရှိတယ်ဘောနော်ဆိုတော့ဟိုဒီလိုအရာမျိုးဖြစ်တယ်ဒီလိုအရာမျိုးဖြစ်တာကတော့ကျွန်တော်တို့ဒီဘောနော်ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးဘောနော်ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးကစားသမားတွေအနေနဲ့ဒီထက်ပို့ပြီးတော့ကျွန်တော်တို့ confidence တွေကျွန်တော်တို့ရှိဖို့လိုတယ်ဘောရဘောကျွန်တော်တို့ကစားတဲ့အခါမှာ confidence ပိုရှိဖို့လိုတယ် confidence တွေပိုရှိဖို့လိုဆိုတာကလည်းဒီဘာသာကျွန်တော်တို့ဒီအဲဘယ်ပွဲပဲဖြစ်ဖြစ်အသင်းကြီးနဲ့ပွဲပဲဖြစ်ဖြစ်အသင်းငယ်နဲ့ပွဲပဲဖြစ်ဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးကျွန်တော်တို့ဒီနိုင်ဖို့မျှော်လင့်ထားတဲ့ပွဲတွေမှာပဲဖြစ်ဖြစ်နိုင်ဖို့မျှော်လင့်မထားတဲ့ပွဲတွေမှာပဲဖြစ်ဖြစ်ပွဲတိုင်းကိုကျွန်တော်တို့ကနိုင်ဖို့အတွက်အငင်းကျူးပန်းနေမှာကျွန်တော်ရမှာပေါ့နော်ဆိုတော့နိုင်မှလည်းကျွန်တော်ရမယ်နိုင်တဲ့အခါမှာကျွန်တော်အမှတ်တရအမှတ်တရရတဲ့အခါမှာကစားသမားတွေရဲ့ confidence level တွေပိုတက်လာပြီးတော့စွမ်းဆောင်ရည်ကတပွဲတဲ့တပွဲပို့ပို့ပြီးတော့ကျွန်တော်ကောင်းလာမယ်ဆိုတဲ့ပုံစံမျိုးကိုသူကပြောသွားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီဘာလို့သူပြောတာဟာလုံးဝအတိပဲရှိပါတယ်ကျွန်တော်တို့ဒီဘာလို့ကျွန်တော်ပရိသတ်တွေပရိသတ်တွေမှာဆိုလို့ရှိရင်ဒီဘာလို့ကိုယ့်အသင်းပွဲတပွဲကစားအောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာညှော်လင့်ချက်တွေတော့ရှိတယ်ဥပမာထားပါတော့ကျွန်တော်တို့ဒီဘာလို့အဲဒီအာဆင်နယ်နဲ့ပွဲပေါ့နော်အာဆင်နယ်ဥထပ်ပူကောင်းတဲ့အသင်းကိုယ့်တပူကောင်းတဲ့အသင်းကိုကျွန်တော်အင်္ဂလိပ်မှာလက်ခံကစားတဲ့အနေအထားမှာ အာဒီဘွဲတော့ငါတို့တည်ရလောက်ဆိုရင်မစိုးဘူးပေါ့လေဒီတည်ရလောက်ဆိုရင်တော့မစိုးဘူးပေါ့ဒီလိုပုံစံမျိုးကြောင့်မျောလင်းကြရအခုလေဘာဘူးနဲ့ပွဲလေဒီတိုင်းပဲလေဘာဘူးအိမ်ဝင်အန်ဖီမလွယ်ဘူးဆိုတော့ငါတို့အာဒီဘွဲတော့ကျွန်တော်ဟိုမရှုံးရင်ကန်ကောင်းပေါ့နော်မရှုံးရင်ကန်ကောင်းအောင်တည်ရလောက်ရရင်ကျင်းနေပါပြီဆိုတဲ့ပုံစံမျိုးနော်ဒီလိုပုံစံမျိုးတွေကျွန်တော်တို့အဲဒီပြည်တယ်မှာမျောလင်းလေးရှိတယ်။အဲ့လိုပဲကျွန်တော်တို့အသေးငယ်လေးတွေနဲ့ကျွန်တော်တွေ့ပြီးမဆန်းလေးနဲ့တွေ့ပြီးငါတို့ဒီအမှတ်တီကြောင်းရှောက်ရောတာဟောင်းနိုင်မဖြစ်မယ်။ဒီတင်းရတာတော့နိုင်မဖြစ်မယ်။နောက် brand phone နဲ့တွေ့ရင်ဟောင်းနိုင်မဖြစ်မယ်။ နောက် fuel တွေတယ်။နောက်နိုင်မဖြစ်မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့မျောလင်းကြရပါတော့ဒီလိုမျောလင်းတဲ့အတိုင်းပဲဒီဘာလို့ကျွန်တော်ဒီအဲကစားသမားတွေမှာဆိုလို့ရှိရင် pressure တစ်ခုတွားပြီးတော့တက်ရောက်တယ်။ဒါကလည်းကျွန်တော်တို့ဒီဘာလို့အဲဒီဘာလို့ဟိုတခြားအသင်းတွေနဲ့မတူဘူးဘာလို့ကိုယ် United ဆိုတဲ့သဘောတရားကရှင်းရှင်းလေးရဲ့နောက်ကွင်းထဲမှာကျွန်တော်တို့ဘာပဲဖြစ်ဖြစ်နောက်ကိုနှစ်ချင်းချင်းညှစ်လိုက်တာအစအကုန်လုံးကျွန်တော်လိုက်ပြီးတော့လိုက်ပြီးတော့ကြည်နေတယ်ကင်မရာကတောင်းချောင်းတော့ကျွန်တော်လိုက်ပြီးတော့ရိုင်းနေတဲ့အခြေအနေမျိုးဖြစ်တယ်။ဆိုတော့ဒီတက်ကြောင်မလို့ ။အဲကျွန်တော်ဒီပေါ့နော်ဟိုကစားသမားတွေမှာ pressure တစ်ခုရှိတယ်။ဆိုတော့ဒါကကျွန်တော်ထုံးစံမယ်။ဒါထုံးစံမယ်။ကစားသမားတွေမှာဒီလို pressure မျိုးကိုအဲကျွန်တော်ဒီပေါ့နော်ဟိုပြောရမယ်ဆိုလို့ရှိရင်ရှိတဲ့ ਨੇ ရှိတဲ့ ਨੇ အဲ့ pressure ပေါ်မှာလေအဲ့ pressure ကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်ဒီခြေစွမ်းကောင်းတဲ့အဖြစ် performance ကောင်းတဲ့အဖြစ်ပြန်ပြီးတော့ကျွန်တော်ဒီ translate ပြန်လုပ်နိုင်ဖို့ကဒါသူတို့တာဝန်ပဲ။ဆိုတော့ United ကိုလာပြီးတော့ pressure နဲ့မခံနိုင်ဘူးဆိုလို့ရှိရင်တော့ United ကိုမလာနိုင်လို့ပဲကျွန်တော်ပြောရမှာပဲ။ဆိုတော့ United လို့အသင်းမျိုးပေါ်ကျွန်တော်ရလာပြီဆိုလို့ရှိရင် pressure တော့ကျွန်တော်တို့ pressure resistant ကောင်းမှရမယ်ဆိုတော့ဒါကကျွန်တော်တို့အသင်းကိုနားမယ်ဆိုလို့ရှိရင်အဓိကလိုအပ်တဲ့အချက်ပဲเนาะတို့ကျွန်တော်တို့အသင်းမှာလောကကျွန်တော် pressure environment ပဲဟော media pressure တွေရှိတယ်เนาะအသင်းပြိသက်တွေရဲ့ဒီဘာလို့ကျွန်တော်တို့ဒီအခုလိုမျိုးကျွန်တော်တို့ဒီ pressure မျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ဒီလို pressure မျိုးတွေကို handle လုပ်နိုင်ဖို့လိုတယ်ဆိုတော့ကစားသမားရဲ့အနေနဲ့ကျွန်တော်တို့ဒီ ဟိုပွဲထဲမှာဆိုလို့ရှိရင်ထင်သလိုမဖြစ်တော့ဘူးဆိုလို့ရှိရင်လှုပ်ချင်တာရှောက်လှုပ်ကြတာဒီပြပြောတဲ့အဲဒီပြချမှတ်ထားတဲ့ system ဘာညာအဲ့တို့ခေါင်းတွေမရှိတော့သူလှုပ်ချင်တာရှောက်ပြီးတော့လှုပ်ကြတာတိုင်းနေပတ်တာအဲ့လိုမျိုးတွေမှာကျွန်တော်ခဏတိုင်းမြင်ရတယ်ဒီဒီဘာလို့အဝေးဝင်းပွဲတွေပေါ့အခုလက်ရှိဒီရာသီဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်ဆိုးဆိုးဝါးမြင်ရတာအဝေးဝင်းတွေပဲအဝေးဝင်းတွေမှာဆိုလို့ရှိရင်တော်တော်ကျွန်တော်တို့ဒီအဲဒီဘာလို့ဟိုတေးကြပုံကြံကြီးကအစ ဒါပြင်ကျွန်တော်ဒီရှုံးမုံရှုံးလေးကြအစားတို့ရောရုပ်ပြက်စင်ပြက်ဖြစ်လို့ ਨੇ ဖူအန်နဲ့ဘွဲကိုကြည့်မှာ Queen Speed တောင်းဝန်ကျွန်တော်ကြည့်မှာ Brentford ကိုကြည့်မှာ Manchester City ကိုကျွန်တော်ကြည့်မှာဆိုတော့ဘယ်အဝင်းဝင်းဘွဲပဲကြည့်ကြည့်တော်တော်ကိုကျွန်တော်ဆိုးရွားတဲ့ performance တွေကိုကျွန်တော်တွေးထားရတာဆိုတော့ဒီတော့ကြောင့်အခုလက်ရှိ Liverpool နဲ့ပွဲ Liverpool အင်္ဂွေကိုရီးယားကျွန်တော်ညံ့ပါနေဆိုတော့အဝေးဝင်းကစားရမယ်ဆိုတော့ပရိသတ်တွေမှာ expectation ကမရှိတာကပြောရမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ကျွန်တော်ထူးဆန်းတဲ့အရာမဟုတ်တော့ဘူးလို့ကျွန်တော်ပြောရမှာပဲ ဆိုတော့ MRI ကတော့ဒီအချက်နဲ့ပတ်သက်ပြီးရောကစားသမားတွေကတပွဲနဲ့တပွဲမှာနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းနေမှာရမယ်ဒီလိုစူးစမ်းမှာ confidence တွေပို့ပြီးတော့တက်လာစီမဲ့ရမှတ်တွေကျွန်တော်စူးစမ်းမိမယ် confidence တွေပို့ရှိလာမယ်နော် performance တွေပိုကောင်းလာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့လိုပဲဖြစ်ဖြစ်ကျွန်တော်ကစားသမားတွေအနေနဲ့ဒီလို pressure မျိုးတွေကကျွန်တော်ပွဲစဉ်တိုင်းမှာကျွန်တော်ရှိနေမှာပါဆိုတော့ဒီလိုပွဲကြီးတွေဆိုလို့ရှိရင်တို့ pressure ကင်းတယ်ပါလို့ဆိုတော့ နိုင်မှုသူမှမမျောလင့်ကြဘူးလေဒီလိုပွဲမှာထနိုင်နေဆိုလို့ရှိရင်တို့တော့ကဒါပြောရမယ်ဆိုလို့ရှိရင်ဒီဘောနော်တို့လည်းလွတ်လွတ်လပ်အေးစစ်စစ်ကျွန်တော်ကစားရတယ်တကယ်ကျွန်တော်တို့ဒီဟိုတို့ကစားခြင်းကစားသလိုတို့ညစ်ပြီးတော့ကျွန်တော်ကစားကြတယ်ဘောနော်ဒါပေမဲ့ဒီအသင်းသေးနေဆိုလို့ရှိရင်ငါနိုင်မှဖြစ်မယ်ဟေ့ဆိုတဲ့အဲဒီဘောနော်အခြေအနေမျိုးဆိုတော့အဲ့လိုပုံစံမျိုးကိုကျွန်တော်ဖြစ်နေရကိုင်းထဲမှာတိုင်နေပတ်နေရဆိုတော့ ဒါကတော့ကျွန်တော်တို့ဒီ Ruben Amorim press conference မှာဒီ Liverpool နဲ့ပွဲအတွက် press conference မှာကျွန်တော်ပြောသွားခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ brother တို့ရောဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ကြည့်ရှုအားပေးတဲ့ညီမများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe မရှိသေးလို့ရှိရင် subscribe လေးလုပ်ပေးထားကြပါဦးအားလုံးကို request လုပ်ပါကျွန်တော်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ